မင်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်အကျွေးထူရတဲ့တက်ခိုင်းတနာခန်စာတင်ခဲ့တော့လဲမင်းအောင်လိုက်ကမတနာပဲရွေးကောက်ပွဲပြိုင်ခွင့်နဝဆောင်တန်ဒီကောင်ကြောင့်ကျွေးထရတဲ့တက်ကိုင်းမှာရွေးကောက်ပွဲဝင်ခွင့်ပြောင်းမြောင်းလိုက်တန်ကိုအသနာကန်စာတင်ခဲ့တော့လည်းမြောင်းနိုင်ကမတနာပဲရွေးကောက်ပွဲပြိုင်ခွင့်နဝဆောင်တန်ဒီကောင်ချုပ်သွားရဖြစ်ကြောင့်ပြည်သူ့ရှေ့ဆောင်ပါတီကတရားဝင်တွေပြုထုတ်ဖို့ပြောဆိုတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်ခိုင်က၎င်းကိုလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှာပြင်ပြထားမှုပေါ်တညာစင်စားပြန်တဲ့ရွေးကောက်ဘွယ်မှာဝင်ပြိုင်ခွင့်ပြုရန်ရွေးကောက်ဘွယ်ကော်မရှင်ယူအီစင်နဲ့မြောက်လိုက်ထံကိုတနာကန်စာတင်ပြခဲ့ခြင်းဖြစ်တဲ့အော်တိုဘားလနာမည်မှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်ခိုင်မှာကျွေးပြန်ရှိနေချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှာရွေးကောက်ဘွယ်ကော်မရှင်ကပြင်ပြခဲ့ကြောင်းတို့ရိုင်းသက်ခိုင်ကပြန်လည်စင်စားပြန်မြောက်လိုက်နဲ့ယူအီစင်ဥက္ကဋ္ဌတန်ကိုတနာကန်စာတင်ထားကြောင်း အဆိုပါတနာခန့်စာတွေကိုယူရေးစီဘက်ကပြန်လည်တုံ့တက်စင်စာမှဥပဒေစီမင်းစီကနေညီစာချင်းဖြစ်တယ်လို့တုံ့တက်ခဲ့ပြီးမြန်မာနိုင်ငံကလည်းယူရေးစီအဆုံးဖြတ်ချက်အတိုင်းအတည်ပြုပေးခဲ့ကြောင်းသိရပါဗျာ။ ရန်ကုန်တိုင်းမြို့သားလွတ်တော်မဲဆန္ဒနဲ့အမှန်နဲ့မှမြင်စင်တင်သွင်းထားတဲ့ပြည်သူ့ရှင်းစာပါတီဥက္ကဋ္ဌသက်ခိုင်ကသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥရီပုံမှရှေ့ကကြီးပါပြဋ္ဌာန်းချက်နဲ့ညီစုံတဲ့ဖြစ်ကိုယ်စားလှောင်းစင်မှပြဖြစ်ခဲ့ခြင်းဖြစ်ပါတယ်စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥရီခံကပုံမှရှေ့ကကြီးပါလွတ်တော်ကိုယ်စားအရေးချင်းသက်မှတ်ချက်မှာနိုင်ငံတော်နဲ့ပေါ်ကလီကတို့မတင်လျော်တဲ့ပင်ရတာဝန်ကင်းရှင်းသူတွေဟူပြဋ္ဌာန်းတာရသက်သက်ခိုင်မှာကမ္ဘောဇာဘဏ်ကိုငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရရှိနေပြီးအဆိုပါဥရီပုံမှနဲ့ညီစုံနေကြောင်းသိရပါတယ် ကပ္ပိဖျားလန်းနဲ့ဆရာဆန်လန်းတောင်ရှိ68 resident အရာစီမံကိန်းအတွက်တသက်ခံတဲ့အောင်ကျော်ဝင်တို့ကကမ္ဘောဇာဗန်တန်ကနေငွေကျပ်ပီလီယံတရာကျော်ချိငှခဲ့ကြောင်းတို့ရရစစ်တေးရက်စီဒန့်အရာစီမံကိန်းမှာအချိန်မီပြည့်စည်ခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းတို့ပြင်ကမ္ဘောဇာဘန်မှာခြေယူထားတဲ့ငွေကျပ်ပီလီယံတရာကျော်မှာလည်းပြန်လည်ပေးနိုင်ခြင်းမရှိကြောင်းသိရတယ်။တသက်ခိုင်ကတော့၎င်းနှစ်ပြည်အမေရိကန်ဒေါ်လာ385တန်တဲ့ငွေကျပ်အဖြစ်940ပီလီယံတန်စစ်တေးရက်စီဒန့်အရာစီမံကိန်းအတွက်ကမ္ဘောဇာဘန်ကကြေယူခဲ့ပြီးတိုးနောက်ကျခြင်းဖြစ်ပေါ်ခဲ့ကြောင်း ။မကြွေးကိုရှင်းနှစ်တန်တီဖြစ်စေဆယ်နှစ်တန်တီဖြစ်စေဆက်လက်ပေးဆက်သွားပြီးဖြစ်ကြောင်းတင်းစားရှင်းနှစ်ပွဲကျင်းပရဲ့ထုတ်ဖော်ပြောဆိုတဲ့ဆလဘေးတိုင်းနိုင်ငံမှာမြို့သူမြို့သားပြန်အောင်တည်ထောင်ကလက်မှတ်ဆိုင်ဆောင်မှနိုင်ငံကိုလက်မှတ်ပြန်ဆောင်ရွက်ပေးနေမဟာချိုင်တီတီစီစီရုံးကိုစစ်တပ်ကကြောင်းပြချက်မရှိဘဲပိတ်သိမ်းမှုပုံမှု ထိန်းချုပ်တင်ချက်လိုသည့်သဘောဆိုတိုင်းနိုင်ငံမှာမြို့သူမြို့ဝါဖြစ်ကြသောတည်ကံလက်မှတ်စီအိုင်ဆောင်မှနိုင်ငံကုလက်မှတ်ပြန်ဆောင်ရွက်ပေးနေတဲ့မဟာချိုင်းတီတီစီစီရုံးကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲပိတ်သိမ်းနိုင်ကြောင်းသိရတယ်။ထိုင်းနိုင်ငံတွင်မြို့သူမြို့ဝါဖြစ်ကြသောတည်ကံလက်မှတ်စီအိုင်ဆောင်ကနေနိုင်ငံကုလက်မှတ်ထုတ်ပြန်ကိုယ်အချက်လက်တွေကောက်ယူရေးဆောင်ရွက်ပေးနေမဟာချိုင်းမြို့ရှိရာချက်လက်ကောက်ယူဌာနကွယ်တီတီစီစီကိုခိတ္တပိတ်သိမ်းနိုင်ကြောင်းထိုင်းနိုင်ငံတွင်ရောက်နေမြန်မာနိုင်ငံသားတွေကိုယ်အချက်လက်တွေကိုပို့ပြီးတင်းတင်းကြပ်ကြပ်အတွင်းအချက်ယူလုဆောင်နေနိုင်ခြင်းဖြစ်ကြောင်းထိုင်းရမြန်မာအလို့သမားရေးကူညီပေးနေသူတွေကပြောတယ်။ တီတီစီစီရုံးကိုနိုဝင်ဘာလ15ရက်ကစပြီးခေတ္တရန်ဆိုင်သွားမယ်လို့ကြေညာထားပြီးပြန်လည်ဖွင့်မယ့်ရက်ကိုအတိအကျမပြောဘဲပြန်လည်သိပေးသွားမယ်လို့ကြေညာတယ်။ထိုင်းရမြန်မာလုံထမားများအနေဖြင့်စီအိုင်ဆောင်နဲ့ထိုင်းနိုင်ငံတွင်လေနေနေထိုင်ခွင့်ရှိပြီးလက်ရှိချိန်ထိစီအိုင်ဟောင်းကနေတက်ကိုလဲပေးနေစေ ပြည်ဖြစ်ကြောင်းဂျပန်စီအုပ်စုအနေနဲ့စာအုပ်ညီဦးခေါ်တဲ့ passport စာအုပ်ပြောင်းပြီးတိုင်းနိုင်ငံမှာတခြားနိုင်ငံကိုပြောင်းရွှေ့ခြင်းတွေကိုကန့်သက်ထိန်းချုပ်လဲသဘောရှိကြောင်းသုံးသပ်ကြတယ်။ Netherlands ရုံးပိတ်ရဲ့စာထုတ်ထားသူလည်းပြန်လည်ဖွင့်နေချိန်မှာမြန်မာတန်ရုံးလိုနေရာမျိုးတွေတာဖွင့်နေပြီးတော့ကိုယ်ရေးချက်လက်တွေကိုပို့ပြီးတင်းတင်းကြပ်ကြပ်ကင်တွေအချိန်ယူလုဆောင်နေခြင်းဖြစ်နိုင်ကြောင်းထားရမြန်မာလုံတမာရေးကူညီပေးနေသူတွေကသုံးသပ်ပါတယ်။ ဆလဘီအာဆီယံမြန်မာရေထူကိုစလဲပြည်နိုင်ငံကြိုင်းဝင်ကြီးကိုဖိလစ်ပိုင်ခန့်လာမယ့်နှစ်အာဆီယံကုတရရုပ်ကိုဖိလစ်ပိုင်ကလွှဲပြောင်းရွေးမှာဖြစ်လို့မြန်မာနိုင်ငံအချက်တွေကိုငြိမ်းချမ်းစွာဖြည့်ရှင်းနိုင်ဆောင်ရွက်ဖို့အတွက်နိုင်ငံကြိုင်းဝင်ကြီးမာရီယာထရီဇာလာဆာရုကအထူးကိုစလဲပြည်ခန့်အကြောင်းသမရဖာတီနဲ့မာကော့စတူနီယာကပြောတယ်၂၀၂၆ခုနှစ်အာဆီယံကုတရရုပ်တာဝန်ယူမှုပေါ်စတင်ကြေညာခန်းနာမှာ မာကုစ်ကဖိလစ်ပိုင်နိုင်ငံနေနဲ့ငြိမ်းချမ်းတဲ့တည်ငြိမ်ရေးကိုဆင်းနေမှုနိုင်ငံတကာဥပဒေကိုလိုက်နာမှုနဲ့တမယိုးကြတဲ့တမယိုးကြမဟုတ်တဲ့လုံခြုံရေးဆိုင်ကိစ္စရပ်တွေမှာပူပေါင်းဆောင်ရွက်မှုမြင့်တယ်ရေတို့ကတဆင့်ဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းပြောခဲ့တယ်။ဒေသတွင်ငြိမ်းချမ်းတည်ငြိမ်နဲ့ဆင်းနေကိုပေါ်ဆောင်တာအာဆီယံအခြေခံမှုတွေချက်ကြီးနဲ့ပူပေါင်းဆောင်ရွက်သဘောတူညီချက်နဲ့ကုလသမဂ္ဂပြည်ညင်စာတမ်းတို့ပေါ်ချေခံနိုင်လို့လဲဆိုတယ်။ငင်းချိုင်းနဲ့တိုးတက်မှုရရှိတဲ့အင်အားတရေဖြစ်ကမ္ဘာအတိုင်းဝိုင်းမှာအဆင်ကလည်းခိုင်အခန်းကဏ္ဍကိုပုံမှုခိုင်မှာပူပေါင်းဆောင်ရွက်မှုနဲ့ပြန်လည်နားလည်မှုကတဆင်လောက်ဆောင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ ဒီစိတ်ဓာတ်ကိုအခြေခံပြီးကျွန်တော်အတွင်ရင်မူမာရီယာထရီဇာလာဇာရိုကိုဖိလစ်ပိုင်နိုင်ငံရဲ့မြမရေးဆိုင်အထူးကိုယ်စားလှယ်ပြကန်အကြောင်းဝပတ်တနာကျင်ညာခဲ့လို့ဆိုရင်အတွင်မူလာဇာရိုအနေနဲ့သူမကိုပေးရထားတဲ့အဝင်နဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလက်ညှိုးမှုယူပြီးမြမပြည်သူတွေကိုထောက်ခံအပေးဖို့အတွက်ပြည်သူ့ဘောဆောင်နဲ့မူဝါဒကိုအခြေခံတဲ့ဘာလို့ပါဝင်တဲ့ခြေကမှုကိုယူဆောင်လာမယ်လို့ယုံကြည်ကြောင်းမှာကိုစကာပြောတယ်။ ဆလာဘီစစ်ကောင်းဆောင်မြောက်လိုက်ဖန်လာမဲ့အတွက်လုံကျွေးတွမြင့်ပြီးစစ်စစ်တင်းကျပ်နေဆိုပြင်းပြင်းထန်မျိုးကိုဂျပန်စစ်ကောင်းဆောင်မြောက်လိုက်လာပြီဆိုတဲ့အတွက်လုံကျွေးတွမြင့်ထားပြီးစစ်စစ်လည်းတင်းကျပ်တာလို့မြို့ခန်တွေစီကသိရတယ်။လက်ရှိမှာစစ်ကောင်ရှင်တပ်သားတွေကဖန်မြို့နေရာတော်တော်များများမှကင်းချထားပြီးစစ်စစ်မှုတင်းကျပ်ထားတယ်လို့မြို့ဝင်မြို့ထွက်အားလုံးကလည်းစစ်စစ်မှုတွေတွမြင့်လောက်ဆောင်နေတယ်။မင်းလည်းဖန်ကိုလာမဲ့အတွက် မြို့တွင်မောင်းနှင်သွားလာတဲ့ရင်းနေကိုစစ်ကောင်ဖြစ်တဲ့တပ်သားတွေကလိုင်စင်ရှင်းဖြစ်စစ်ဆေးပြီးလိုင်စင်ရှင်းရင်းနေကိုလည်းအကြောင်းမျိုးမျိုးပြကဖမ်းဆီးငွေကြေးတောင်းခံတာမျိုးပြုလုပ်နေတယ်။စစ်ကောင်ဆုံသွားမဲ့လမ်းကြောင်းနဲ့ဒီရဲ့နေရာမှာဆိုစစ်ကောင်ဖြစ်တဲ့တပ်သားတွေရက်ွက်တည်တဲ့ဒီလိုင်လန်စစ်ဆေးမှုပြုလုပ်ပါတယ်။စစ်ကောင်ဆောင်မရလည်းဖမ်းကူလာတဲ့အခါတောင်ကလေးဆရာတော်နဲ့တွေ့ဆုံမှဖြစ်တယ်လို့တောင်ကလေးစစ်ဆေးရုံရှိလူနိုင်နဲ့လည်းလာတွေ့ဆုံခြင်းမျိုးလည်းဖြစ်နိုင်တယ်လို့ဖမ်းမျိုးခံတယောက်ကပြောတယ်။ ဆက်လက်ပြီးဖြူခလငါကတက်တာတောက်တော်လည်းတစ်ဖွဲ့နဲ့လက်နက်နဲ့တကွအလင်းဝင်ရောက်လာဘကုတိုင်းဖြူပြတဲ့ညောင်ပင်သာပေးမှရှိတဲ့ချင်းနေတဲ့ရင်ကခလငါမှာတက်တာတောက်ကပြီးခဲ့နိုဝင်ဘာ၁၇ရက်နေ့မှာလက်နက်နဲ့တကွအလင်းဝင်ရောက်လာလို့အမျိုးသားညွင့်ဆွေရလက်အခံအမတ်နေစစ်တေတာတောင်ပိုင်းတိုင်း၃၅၃ညာ၃တိုင်းထံကနေသိရတယ်အလင်းဝင်လာသူမှာအသက်33နှစ်ရွယ်ဖြစ်ပြီးမန္တလေးတိုင်းကနေပြည်သူစစ်မှုတန်းအဖြစ်စစ်တပ်ထဲကိုရောက်လာသူဖြစ်ပါတယ် သူကအမေဝန်တနက်တက်ကြည်ပေါက်လေးခုနကတူချင်းချွတ်ကိုလည်းလင်းဝင်ရောက်စင်မှာယူဆောင်ခဲ့တယ်။ဦးသိမ်းမြင့်ကဆက်လက်ပြီးလက်ရှိကတော့သူကကျွန်တော်နဲ့ပေါင်မီတော်လင်းကိုဆက်လုံးမဲ့ပြည်သူ့ဘက်ကနေကာကွယ်မယ်လို့ပြောတယ်။ပြည်သူ့ဗန်နိုင်ကကာယူထားတဲ့မတန်းနေရ2025ခုနှစ်စနဝိုင်ကနေအောက်တိုဘာလတည်းတော်လိုင်းတပွဲအထံကိုလင်းဝင်ပူပေါင်းနဲ့လက်နက်ကြဆစ်တုံမဆစ်စုပေါင်း2164ဦးထိရှိခဲ့လို့သိရတယ်။ဆလဘီတင်ဆက်ပေးမှာကတော့မော့တောင်စကန်တိုင်တိုက်ခံရမယ်ဆိုတော့တပတ်ကျော်သီးပေမဲ့ပါကာကွယ်မှစစ်ကောင်းဆောင်တွေလုံပိုးစစ်တုံမှန်နေပြော ကင်မျိုးသားစည်းရုံးနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကလာတိုက်မှာကိုတပတ်ကြာကြိုသိပေမဲ့စစ်ကောင်းဆောင်တွေကဘာမှကာကွယ်မလုပ်ပေးခဲ့လို့မြန်မာတိုင်းနဲ့ဇက်ကမောတော်စကန်သိတပ်ဖွဲ့မှဖမ်းခံရစစ်ကောင်းစီတပ်သားတွေကပြောတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကနေဆက်ကောင်တဲ့မြို့ဖြစ်တဲ့မောတော်မြို့သိတပ်ဖွဲ့ကို KNU တပ်မလေးနဲ့တော်လိုင်းပူပေါင်းတပ်တွေဟာနိုဝင်ဘာလ17ရက်မှာစတင်ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲလေးရမြောင်နဲ့နိုဝင်ဘာ14ရက်မနက်မှာသိမ်းပိတ်နိုင်ခဲ့တာဖြစ်တယ်။စကန်သိတဲ့ဘွယ်မှာစစ်ကောင်စီတန်းက120မမလက်နက်ကြီးအပါလက်နက်မျိုးစုံအများပြသိမ်းရခဲ့တယ်လို့စစ်တုံးမှလေးဆက်တုံးဖမ်းမိခဲ့တယ်။ ထမင်းရဲ့စစ်တုံ့ပန်းတွေကိုတက်မာလေးနဲ့မြေတဲကိုရရှိနေစီရီယာရရှိဗိုလ်မှူးတင်လျောင်းကတွဲဆောင်စကားပြောနေရုပ်သံမှတ်တမ်းကိုဗိုလ်မှူးတင်လျောင်းရဲ့ Facebook ကနေနိုဝင်ဘာလ3ရက်နေ့မှာဖော်ပြထားပါတယ်။ဗိုလ်မှူးတင်လျောင်းကတူတက်ရင်မှုဘွားနဲ့ကန်နူတက်မာချောင်းနဲ့မြေလေးကေကော်ဒေတာမှစီရီယာပြုလုပ်ခဲ့သူဖြစ်ပြီးစီရီယာပြုလုပ်စဉ်သူမိသားစုကိုစစ်တပ်ထဲကလူမျိုးရေးကူညီပေးခဲ့တဲ့ကန်နူတက်မာလေးနဲ့မြေကိုရရှိနေရဖြစ်ပြီးတော့ Motor Scan တဲ့ပမာဏအိတ်ဒေတာကိုရရှိနေရပဲဖြစ်ပါတယ်။ တော်လိုင်းဖက်တော်သားတွေကိုခွင်းနဲ့နိုင်ရေးတာကြပူလောက်မင်းမြန်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့တွေကိုစစ်ခွင့်ရဲခွင့်ခေါ်ဆိုခံရကြောင်းပြောပြပါရယ်။မင်းအောင်လိုက်ကရွေးကောက်ပွဲလုပ်ပြီးအေးစစ်စစ်ရှောင်ထွက်သွားမှဖြစ်ကြောင်းစီတန်ဘုံမှုကပြောကြားခဲ့ပြီးမင်းအောင်လိုက်အတွက်တင်စားခံနေမဲ့စာတုံမန်းဘွားရောက်တာကောင်းတယ်လို့လည်းစစ်တုံမန်းတွေကိုပြောကြားခဲ့ပါရယ်။ ဒေါ်လာရေးတက်တဲ့မော်တော်စကန်ကိုတိုက်တာမော်တော်ပြည်သူလူထုလူမြောက်ဖို့ဖြစ်တယ်လို့လည်းရှင်းပြတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်သားရဲ့တုံ့ပြန်ဖြစ်ဘန်းခံရရင်လည်းမြန်လယ်ကအပွဲတက်မပြတ်အပြောပေါင်းမပြတ်ဖဲအောက်ခြေရဲဘော်တွေပေါ်ဘာတန်းစီမှာမထောက်ထားလို့စီရီယန်ရရှိကရှင်းပြပါတယ်။ရွေကျက်ရီမှန်ကျက်ရှိတဲ့တွေနဲ့တူတူစစ်တိုင်ရတာပို့ပြီးဒိဗက်ရှိတဲ့စစ်သားဘွားကလည်းချက်ချင်းတုံမှန်ဖြစ်လာတဲ့ခါကျတော့ခမောင်းလည်းကျွန်တော်ပြောရဲစကားတွေနားထဲမှာကန့်လန့်ဖြစ်နေဖြစ်နေလိမ့်မယ်လို့ဘုံမှုတင်လျောင်ကပြောပါရတယ်။လက်ရှိစစ်တုံမှန်ဘွားမှာအေးစစ်စစ်နေပါကတော်လိုင်းဖွဲ့ရိအေးစစ်ထားမှဖြစ်ကြောင်းသိပေးပါရတယ်။ ခင်ဗျားတို့ကလည်းပါလဲဆိုတော့ကိုကိုဘာဖြစ်နေလဲဘာဆက်လုပ်တယ်လဲဆိုတော့ကိုပါသားကိုအေးစစ်စစ်စဉ်းစားပြီးတော့မှဒီကတဖွဲ့တွေကိုနိုင်နဲ့အဝိုင်းပြီးတော့ကိုကြီးကိုကိုတိုင်းတနက်ကင်မီဝင်တိုင်းပုံမလို့ဘူးထင်းချောင်းခွဲပြတာရေတပုံးခပ်ပြာတော်လိုင်းကိုကိုကြီးတာပါပဲတော်လိုင်းဘက်ကစစ်သားကလည်းပြည်သူကြွရစားတာပြည်သူကြွရစားခြင်းတူတူတော့မှကျွန်တော်တို့ကအကုန်သိကရှိရှိပြည်သူကြွရစားလို့ဘုံမူတင်လျောင်းကပြောပါတယ်ကေအန်ယူကလည်းစစ်သုံးမန်းတွေကိုဥပဒေနဲ့ညီထိန်သိမ်းတော့မြဖြစ်ကြောင်းနိုဝင်ဘာလ14ရက်ကထုတ်ပြန်တည်ပေးပါတယ်နားဆင်အားဖြင့်ကြားအတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်